မင်္ဂလာပါကျွန်တော်ခိုင်းကြီးပါအခုကျွန်တော်ရှေ့မှာမြင်နေရတဲ့ယထာကတော့မောင်းတူမဲ့လျှက်စစ်ယထာပဲဖြစ်ပါတယ်မောင်းတူမဲ့ဆိုတဲ့အတိုင်းမောင်းတူမပါတဲ့အလိုအလျောက်ကွန်ပျူတာစနစ်နဲ့မောင်းနေနေတာပဲဖြစ်ပါတယ်ဒီနေ့တော့ဒီမောင်းတူမဲ့လျှက်စစ်ယထာနဲ့ပတ်သက်ပြီးတော့သိချင်စိတ်ပြင်းပြနေတာနဲ့ကျွန်တော်ကိုယ်တိုင်စီကြည့်ပြီး ဒီအထောက်ကိုလေ့လာပြခဲ့ပါတ the last station. The exit doors are on your right. ပထမဆုံးရစားစီးမယ်ဆိုတော့ကျွန်တော်တို့ရင်းစီးကက်နဲ့စီးမလားဘန်ကက်နဲ့စီးမလားဒါကို ကိုကြိုက်တဲ့နည်းနဲ့ပေးချေပြီးတော့စီးလို့ရပါတယ်တကယ်လို့ကိုကရင်းစီးကက်တွေဘန်ကက်တွေပါမလာခဲ့ဘူးဆိုရင်လေဘူတာတွေမှာတစ်ခါတော့ရင်းစီးကက်တွေဝယ်ပြီးတော့စီးလို့ရပါသေးတယ် ရင်စည်းကားကတော့တခြားရထားတွေနဲ့အတူတူပါပဲ1500 1600ဝမ်းပဲကျတဲ့မှာဒီရထားကတခြားရထားတွေလိုအရှည်ကြီးမဟုတ်ပဲနဲ့အတွဲနဲ့တွဲတာပါပါတယ်ဒါပေမဲ့လူပေါင်း200လောက်ကိုတင်ပြီးတော့မောင်းနေနိုင်တာဖြစ်ပါတယ်နောက်ပြီးတော့စင်ပြေတာတခြားရထားတွေလိုအကြာကြီးစောင့်နေရမလို့ပါဘူးတစည်းနဲ့တစည်းဟာ 5မိနစ်10မိနစ်တာချားပြီးတော့ထွက်တာဖြစ်လို့ဒစည်းလွတ်သွားရင်လည်းနောက်ဒစည်းစောင့်ပြီးတော့စီးလို့ရပါတယ်ဒီမောင်းသူမဲ့ရထားကတော့ဟွန်တိုင်းကုမ္ပဏီကနေထုတ်လုပ်ထားတာဖြစ်ပါတယ်ကိုရီးယားနိုင်ငံရဲ့အဓိကကြားတဲ့မြို့ကြီးတွေမှာပဲပြည့်စွဲနေပါသေးတယ်ခုဒီရထားကတော့ကျွန်တော်နေတဲ့အင်ချုံးမှာရှိတာပါ။နောက်ပြီးတော့ဆိုးမှလည်းရှိပါသေးတယ်။ ကိုရီးယားနိုင်ငံဟိုအောက်ပိုင်းဘူဆန်မြို့မှာလည်းရှိပါသေးတယ်။ဒီယထားရဲ့ထူခြားချက်ကမောင်းသူမပါတဲ့အတွက်ရှေကောင်းကန်းနေရာကနေစီးမဲ့ဆိုရင် ကိုရိုင်းမောင်းနေရတဲ့ feeling ကိုတော့ရသေးပါတယ်။ယထားရဲ့ရှေ့မှာမြင်နေရတဲ့မြင်ကွင်းကိုအတိုင်းသားမြင်နေရမှာဖြစ်ပြီးတော့စိတ်လှုပ်ရှားမှုလည်းကောင်းပါတယ်။ တခြားယထားတွေလိုမျိုးတက်ကြီးရွယ်ဦးတွေနဲ့ကိုဝင်ဆောင်တွေအတွက်တီးသန့်နေရာခုံတွေလည်းပါပါသေးတယ်ကျွန်တော်တို့နိုင်ငံနေထားနဲ့ကြည့်မယ်ဆိုရင်ဒီမောင်းသူမဲ့ယထားတော်တော်လေးကိုဒီပညာမြင့်နေပါပြီတကယ်တော့ဒီယထားကလွန်ခဲ့တဲ့2016လောက်ကတည်းကစတင်ပြည့်စွဲနေတာပါ ဆိုတော့ဆယ်စုနှစ်တခုစာလောက်တောင်ရှိနေခဲ့ပါကျွန်တော်တို့နိုင်ငံမှာဒီလိုဤပညာမြင့်မားတဲ့ယထားတွေစီးနိုင်ဖို့နောက်ထပ်ဘလောက်များထပ်ဆောင်ရအောင်လဲဗျာကျွန်တော်ဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသတ်လိုက်ပါတယ်ဝေဖန်အကြံပြုချင်တာရှင်းခွန်မှန်နေမှာဝင်ရောက်ဆွေးနွေးတော်လို့ရပါတယ်ဘုဒ္ဓဒသသုံးတရားရမယ်ဆိုရင်လေ like and share လေးလောက်သွားလို့ရပါတယ်